ုံးမလို့ဗုဒ္ဓဘာသာမှာတော့ဘဝကိုတန်တရာနဲ့တွဲတန်တရာဆိုတာစင်စဲမပြတ်ဖြစ်နေတာခေါ့။ယုံနံခန္ဓာတွေစင်စဲမပြတ်ဖြစ်နေတာလည်းပြောတယ်။ဒါမှမဟုတ်ဘဝနဲ့ပြောရင်ဘဝတန်တရာဆိုတော့ဘဝတွေစင်စဲမပြတ်ဖြစ်နေကြတာ။ခန္ဓာတန်တရာတွေပေါ့။ခန္ဓာတန်တရာလို့ပြောရင်တော့ရုပ်ခန္ဓာနံတန်တရာတွေစင်စဲမပြတ်ဖြစ်နေတာ။အဲဒါတွေကြတော့နားလေတဲ့လူရှိတယ်နားမလေတဲ့လူရှိတယ်။ လူတိုင်းလူတိုင်းမှာကိုယ်ပိုင်တွေးခေါ်ခွင့်ရှိတာပဲကိုယ်တွေးခြင်းဟာတွေးတာတွေးလို့ရတယ်ကိုယ်ပိုင်တွေးခြင်းဟာတွေးပြီမဲ့ကိုယ်ပြောခြင်းဟာပြောလို့တော့တိတ်မကောင်းဘူးလေကိုယ်တွေးမှန်ရင်ကောင်းရဲ့ကိုယ်တွေးမှားတော့ရင်ဘယ်နဲ့လုပ်တချို့သားတွေသမီးတွေလူငယ်လူရွယ်တွေဆိုရင်16နှစ်အစိတ်တို့15နှစ်16နှစ်18နှစ်18နှစ်တို့တို့တွေရတချို့ဆိုရင်ဘယ်စားတွေဖတ်ပြီးဘယ်သူနဲ့တွေ့ပြီးဘယ်လိုစိတ်တွေဝင်းကုန်လဲမသိဘူးအတိတ်ပစ္စုပန်အနာဂတ်အနာဂတ်ဆိုတာမရှိဘူးလေ အတိတ်ဆိုတာလည်းမရှိဘူးတဲ့။သိပြီးရင်အေးတာပဲဆိုတဲ့သဘောပေါ်လေအနာကမရှိဘူးဆို။အတိတ်ဆိုတာမရှိဘူးဆိုတာကတော့ဘိုးဘယ်မှာလာလဲဆိုတာရှိကောမရှိဘူးရှောက်ပြောနေတာ။အဲ့လိုတွေရှိကြတယ်။ဘုံဘုံအဲ့ဒီကြရင်ပြောပြပါလေ။အေးသားတို့သမီးတို့အတိတ်ပစ္စုပန်အနာကမရှိဘူးဆိုတာဟုတ်တယ်။အဲတချို့ကြတော့နိုင်ငံသားလေးတွေပို့ဆိုတယ်နိုင်ငံသားတွေတွေပို့များတယ်သူတို့တွေကအင်္ဂလိပ်လိုပြောရတာပေါ့ဒီမှာကတော့မြန်မာလိုပဲပြောတာကောင်းပါ ေးအတိတ်ပစ္စုပန်အနာဂတ်မရှိဘူးအတိတ်နဲ့အနာဂတ်ကိုလက်မခံဘူးဆိုတော့ပထမတစ်ပိုင်းပြောပြခနေ့ဆိုတာရှိသလားရှိတယ်မနေ့ရဆိုတာရှိသလားဆိုရှိတယ်နောက်ပြန်ဆိုတာတော့ရှိမှာပဲလောကသဘောမှာအတိတ်ပစ္စုပန်အနာဂတ်ကိုကိုလိုအကျေကြီးဘဝနဲ့မချိပါနဲ့ဦးမနေ့ကဟာအတိတ်ပဲခနေ့ဟာပစ္စုပန်ပဲနောက်ပြန်ဟာအနာဂတ်ပဲဒါတတ်မှတ်ချက်ပဲတတ်မှတ်ချက်ပဲဆိုတာခဏထားပါဦးတကယ်ရှိတာလေလူ့ ်အာအရှင်ဘုရားအဲ့ဒါကိုတို့တပည့်တော်တို့ကအတိတ်ပစ္စုပန်အနာကနေ့တွေရက်တွေတော့ယုံတော့ပေါ့သမီးပြောပြတယ်မနေ့ကဟာအတိတ်ပေါ့နေ့လေကအတိတ်ပေါ့အခုညနေဆောင်ဟာပစ္စုပန်ပေါ့နောက်လာမယ့်ညဟာအနာကပေါ့အာအဲ့ဒါအရှင်ဘုရားအဲ့ဒါကအချိန်ပဲဖေဟာအေးဟုတ်ပြီသားဟုတ်ပြီသမီးသားဆိုသားအွယ်ဆိုသားပေါ့သမီးအွယ်ဆိုသမီးပေါ့ဟဲအဲ့ဒီမှာဒါကခုဘာလုပ်နေလဲကြောင်တဲ့ဘဲကြောင်တဲ့တက်ကတူကြောင်တဲ့ဟုတ်ပြီ ကျောင်းသားဘဝမို့လားဟုတ်တယ်ကျောင်းပြီးရင်ဘာလုပ်မှာအလုပ်လုပ်မှာပေါ့ဘာလုပ်မှာကုမ္ပဏီထောင်မှာပေါ့ဘာလုပ်မှာတော့ဈေးရောင်းမှာဟောဒီဘဝတစ်ခုထဲမှာဘဝတစ်ခုလို့ပြောတဲ့ဒီဘဝမှာကိုပဲကျောင်းသားဘဝကနေပြီးတော့ဝန်ထမ်းဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့ဈေးတဲ့ဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေအရာရှိဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့တတိဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့ ဟွန်းကိုငုံပြောလိုက်မြဲသားဆိုရင်အဖေဘဝဖြစ်သမီးဆိုရင်လည်းအမေဘဝဖြစ်သွားငယ်တုန်းကကလေးဘဝကလေးဘဝလူငယ်ဘဝလူရွယ်ဘဝလူလတ်ဘဝလူကြီးဘဝအိုးအဲ့ဒါဘဝတွေပဲအဲအဲ့ဒီကြတော့သူတို့ခမညာကပြောချက်ဟာအဲ့ဒါလို့ဗျာအဲ့ဒါလို့ဆိုရင်အဲ့ဒါတွေတော့တပည့်တော်လက်ခံပါတယ်ဗျာဖြစ်သွားအဲ့ဒါကတော့သားတို့လက်ခံတယ်အဲ့ဒါကတော့သမီးတို့လက်ခံတယ်ဖြစ်သွားဘာလက်မခံဘူး ဟာအရင်ဘဝကဘာဖြစ်ခဲ့တယ်ညာဖြစ်ခဲ့တယ်အဲ့ဒါတွေတော့လက်မခံဘူးဟုတ်ပြီဒီနေရာမှာဘုံဘုံပြောပြစရာတွေတခုရှိတယ်တန်းလက်ခံမှုပြောတာမဟုတ်ဘူးသမီးလက်ခံမှုပြောတာမဟုတ်ဘူးဒီကလေးတွေဒီလူငယ်လူရွယ်တွေလက်ခံမှုပြောတာမဟုတ်ဘူးဒါပေမဲ့လို့တစ်ချက်တော့စဉ်းစားအတိတ်ပစ္စုပ္ပန်အနာဂတ်မရှိဘူးလို့ယုံတဲ့သူရဲ့ရှိတယ်လို့ယုံတဲ့သူရဲ့မရှိဘူးလို့လက်ခံတဲ့သူရဲ့ရှိတယ်လို့လက်ခံတဲ့သူရဲ့စဉ်းစားကြီးမှန်းချက်ဆိုတာအတိတ်ကပစ္စုပန်ကအနာဂတ်က အခုပစ္စုပ္ပန်မှာယီမန်ချက်ရှိတယ်ဆိုတာဒီဘယ်တော့မှအောင်မြင်မှာလဲဆိုအနာကအနာကဆိုတာကဒါပယ်လိုက်ရင်အဲ့ဒီကလေးအဲ့ဒီလူငယ်လူရွယ်အတွက်ယီမန်ချက်ဆိုတာဘလို့မှမအောင်မြင်နိုင်တော့ဘလို့မှယီမန်ချက်ဆိုတာမပြည့်စုံနိုင်တော့လူတယောက်စီတယောက်စီမှလည်းအနာကရည်ရွယ်ချက်ဆိုတာရှိရမိသားစုတစ်ခုမှလည်းပဲအနာကရည်ရွယ်ချက်ဆိုတာရှိရမြို့ရွာနိုင်ငံအဖွဲ့အစည်းတစ်ခုမှလည်းပဲအနာကရည်ရွယ်ချက်ဆိုတာရှိရတယ်အနာကမှလက်မခံရင်တော့ရည်ရွယ်ချက်ဆိုတာဘလို့မှမရှိတော့ဘူး အာဒီဘဝကတည်နောင်ဘဝရောက်မရှိပါဘူးကွာနောင်ဘဝမရှိရင်ကိုလို့ချင်အောင်လုပ်ကုန်မှာရွယ်ချက်ပြောက်တလို့လေနောင်ဘဝဆိုတော့စောစောကဘဝအစိတ်ပိုင်းကိုစစ်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 ပြီးပြောရင်စစ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 ်ပြီးပြောလိုက်လို့ရှိရင်ဆံဝင်ဖြစ်ချင်တဲ့သူကရွယ်ချက်မဟုတ်ဘူးလားအင်းကြီးများဖြစ်ချင်တဲ့သူကရွယ်ချက်မဟုတ်ဘူးလားဘဲချိန်တော့ဆံဝင်ဖြစ်နေမှာပစ္စုပန်မှာပစ္စုပန်ရွယ်တာမျိုးမှမဟုတ်ပဲအင်းကြီးများအကြောင်းတက်နေအင်းကြီးများဖြစ်တော့မယ်ဆိုတဲ့အထီကိုကြည်အောင်လေ အင်ဂျင်နီယာအလုပ်ဝင်လို့အင်ဂျင်နီယာဖြစ်မှအင်ဂျင်နီယာရည်ဝဲတယ်ဆိုတာလည်းပစ္စုပန်မရဘူးအနာဂတ်တန်လက်မခံရင်ရည်ဝဲချက်ဆိုတာပျောက်သွားမှာအဲ့ဒီကြတော့နည်းနည်းတော့သူတို့နားလေလာတယ်နားလေလာအနာဂတ်ကဘာအတွက်အကျိုးရှိတယ်လဲအနာဂတ်ကိုဘာလို့လက်ခံတဲ့ဘက်ကဘာလို့အာတန်ရတာလဲလို့မေးရင်အနာဂတ်ရှိမှရည်ဝဲချက်ဆိုတာရှိမှာရည်ဝဲချက်ရှိတဲ့သူကအနာဂတ်ဟာမရှိလို့ကိုမရတဲ့အစိမ့်ပိုင်းအတိတ်အတိတ်ဆိုတော့ကိုလုတ်ခဲ့တာတွေရတယ်အတိတ်ကလုတ်ခဲ့တာတွေပေါ့ ကိုပြောခဲ့တာတွေဟာအတိတ်ကပြောခဲ့တာတွေကိုဆိုခဲ့စိတ်ကူးခဲ့တာတွေအတိတ်ကဆိုခဲ့စိတ်ကူးခဲ့တာတွေပဲအဲ့ဒီအတိတ်ကိုသာသင်မုန်းချေကြသလားအတိတ်ကိုသာကိုကိုတယောက်ထဲနော်ကိုတယောက်ထဲနော်တူနဲ့တူရံပဲဖြစ်လို့သင်မုန်းချေတာကကောင်းတဲ့ကိစ္စကိုလုတ်ခဲ့တဲ့အတိတ်ကိုသာကိုဟာကိုသင်မုန်းချေကြသည်ပြောလို့သာပြောတာပါအတိတ်ကိုပယ်ပြစ်ဘလို့မှမျက်စိစုံပိတ်ပြီးပယ်လဲမျက်စိတွေပေါ်တာနားကိုစုံပိတ်ပြီးမကြားချင်အောင်ဆောင်လဲနားတွေကြားတာအတိတ်ဆိုတာပယ်လို့ရတဲ့အမျိုးလည်းမဟုတ်ဘူး ပယ်လို့ရတဲ့အမျိုးလည်းမဟုတ်ဘူး။ဒါပေမဲ့အတိတ်ကြီးကပယ်လို့မရဘဲနဲ့ပင်းနေပြန်ရင်လည်းတခါကလွဲပြန်သလား။တမျိုးလွဲပြန်သလား။ဒါမှမဟုတ်အတိတ်ကြီးနဲ့ပတ်သက်ပြီးတော့ဘာလို့ဖို့မြဒီအတိတ်ကြီးကိုလက်ခံရတာလဲဆိုတော့ကိုကောင်းခဲ့ရင်ကောင်းခဲ့မှန်းသိတယ်လေ။ကိုဆိုးခဲ့ရင်လည်းဆိုးခဲ့မှန်းသိတယ်လေ။အနာဂတ်ဟာရည်ဝဲချက်ရဲ့ပြယုတ်။အနာဂတ်ဟာရည်ဝဲချက်ရဲ့အင်ပါယာ။အနာဂတ်ဟာရည်ဝဲချက်ရဲ့လက်ခံရဌာနာ။ အနာဂတ်မရှိရင်ရွယ်ချက်ကိုလက်ခံရမှာရှိအဲ့လိုပဲအတိတ်ကိုကြည့်ပြီးတော့ပြုပြင်ပြောင်းလဲပြီးကောင်းပတဲ့ကောင်းတဲ့လူတွေဟာအတိတ်ဒီကိုယ်ကိုကောင်းစေတဲ့အထောက်ပံ့အတိတ်ဒီကိုယ်ကိုနောက်ကနေပြီးတော့မင်းဆိုးမနေနဲ့ကောင်းတော့မင်းဆိုးမနေနဲ့ကောင်းတော့လို့အမြဲလိုက်ပြောနေတာအတိတ်ကကောင်းခဲ့ရင်လည်းပဲမင်းဆက်ကောင်းတော့ဆက်ကောင်းတော့ဆက်ကောင်းတော့လို့အဲ့ဒါလိုကိုပြောနေတာအတိတ်လက်ခံလို့မရှုံးပါဘူးကွယ်အနာဂတ်ကိုလက်ခံလို့လည်းမရှုံးပါဘူးကွယ် ပိစုံပန်ကိုတော့လက်ခံပြီးတော့အတိတ်အနာဂတ်ကိုလက်မခံဘူးဆိုရင်ကောင်းအောင်ကြိုးစားဖို့ဆိုတာမဖြစ်နိုင်သလိုကောင်းကျိုးရဖို့ရည်ရွယ်ချက်ဆိုတာလည်းပျောက်နေတတ်ပါလေခရီးသွားတဲ့သူပဲ့မပါသလိုဥတ္တရာမရှိပဲပျောက်နေတော့မှာပေါ့အဲ့ဒါလိုတဖြည်းဖြည်းချင်းနားလေနားလေအောင်ပြောပြီးတော့သူတို့တွေနားလေသူတို့တွေနားလေတဲ့စိတ်ကိုယ်ကိုယ်လည်းငကိုကချစ်ကြကြည်ညိုကြလေးစားကြတန်ဖိုးထားကြတဲ့စိတ်ရှိတော့မှဘာလေးထည့်ပြောမိလဲဆိုတော့ဖုံဖုံလေး နှစ်နှစ်ခွဲ၃နှစ်သားကလေးကအကြောင်းတစ်ခုကိုအမှန်ရအကြောင်းတစ်ခုနဲ့တိုက်ဆိုင်အဲ့ဒီအမှန်ရပြီလေဟိုတခါပြောခဲ့တဲ့သစ်ပင်ကြီးရဲ့မျက်လုံးကြီးနှလုံးအဲ့ဒီအကြောင်းကနေပြီးတော့ဘုမှုဘဝမှာစမှတ်မိရတာလေအိမ်မက်ထဲလေမက်တယ်မျက်စိမိတ်ထားလေမြင်တယ်မျက်စိဖွင့်ထားလေမြင်တယ်ဒီလိုသွားရင်းလာရင်လည်းမြင်တယ်မြင်နေတယ်မြင်ခွင်းကြီးတခုမြင်ဝင်းကြီးတခုဘလောက်ထိများအဲ့ဒါကြီးကအိမ်မက်မဲ့တဲ့လုံးဆိုရင်မမက်တဲ့လမမက်တဲ့နှစ်မရှိအောင်မမက်တယ် မမက်လည်းပဲဒီလိုကြည့်နေတခါတလေတယောက်တည်းနေထိုင်နေဒါကြီးမျက်လုံးဖွင့်ကြည့်လိုက်ဒါကြီးမြင်နေတာအခုဒီကကြည့်တော့ဒါဒီရှေ့မှာရှိတဲ့ပစ္စည်းတွေကိုမြင်နေလို့ပြောတာမဟုတ်ဘူးဗီဒီယိုပြသလိုမြင်နေတာသူတို့လေးတွေကိုလေးစားမှကိုချစ်မှချစ်လာမှတန်ဖိုးထားလာမှကိုစကားကိုတန်ဖိုးထားလာမှထုတ်ပြောတယ်ဟာသူတို့အတွက်အတိတ်နဲ့အနာဂတ်ကိုမပြောက်စေခြင်းလို့ပြောပြတာအတိတ်ကိုတံဝေကယူအတိညာယူပြီးတော့အနာဂတ်ကိုကြီးမှန်းချက်ထားပြည့်စုံစေခြင်းပြောပြပါမယ်အဲအဲ့ဒါလိုပဲနေလာခဲ့ရတာဘုံမကစကိုင်းမှာ ်မူလတန်းတစ်ချောင်းအလေတန်းတစ်ချောင်းအထက်တန်းတစ်ချောင်းကျောင်းတက်ပြီးတော့အထက်တန်းညအောင်မန်လေးကြီးတိုင်းတက်အဲအဲ့ဒီအရွယ်ကငယ်တုန်းကချမ်းသာပြီးတော့အဲ့ဒီရွယ်ဆင်းရဲရှာအဲကြီးတိုင်းပဲတက်လိုက်အစတိုင်မင်းနဲ့ပဲကျောင်းနေပြီးတော့ကျောင်းပြီးအဲအဲ့ဒီဖတ်စီယာအပြီးမှာဖတ်စီယာကျောင်းပြီးတော့ excursion ထွက်ကြအဲ့တော့အင်ဂျင်နီယာကျောင်းသားတွေလေ့လာရေးပေါ့ပြင်မနာစကြားဆက်တို့ဒီရန်ကုန်တန်လျင်ဖန်ချက်ဆက်ယုံလို့ဒီအင်းစိန်ကတမနီဆက်ယုံလို့ ကုန်လိုက်လေးလာအဲ့လိုသွားကြရင်လာကြရင်နဲ့7ရက်ခရီးပေါ့အပြန်ကြတော့ဘယ်ဘက်ကလေပြန်တော့အလားတုံးကတောင်ကြီးဘက်ပြင်မနာဘက်ကလာပြီအပြန်ကြတော့ပြည်ဘက်ကလေပြည်ဘက်ကလေပြန်တော့ကျဉ်ကျဉ်ဖမန်းလို့ပြောရလဲခက်သားပါဘုံမုံတို့စီကြတဲ့ကားကြီးကပကံရောက်ပကံရောက်တော့အဲ့ဒီနားမှာခဏရက်မယ်ဟိဆိုရက်လိုက်ကြဒီလိုခရီးသွားအပေါ်ပါသွားခြင်းလို့ ਨੇ တူပါတယ်အဲ့ဒါကူတော့ဒေချာမမမပြီးတော့ကားရက်တာပဲတည် ကားရပ်တော့ဟေးဆိုចောင်းသားတွေဆိုတော့ခုံဆင်းညပြောကြသူများတွေကဟေးဆိုပြောနေတဲ့အချိန်မှာဖုံဖုံအံ့သွားတာအဲ့နာမြင်ရတဲ့မြင်ကွင်းဟာဖုံဖုံအိမ်မက်တည်းကမြင်ကွင်းဖုံဖုံမျက်လုံးဖွင့်လိုက်မြင်တဲ့မြင်ကွင်းဟာဆိုဖြစ်ဖြစ်တော်တော့တက်သွားတယ်ကြီးတယ်အဲခုပြောရင်တော့ကြက်သိမ်းနေတာအံ့စရာကောင်းတာဖျားလေးရှိတယ်ကြောင်းလေးရှိတယ်ကြောင်းမြင်ကွင်းကိုပို့တည်တာလေဖျားမြင်ကွင်းကမုံသွားတယ်အဲအဲ့ဒါနဲ့ဖုံဖုံက တဲ့တော်တော့ငါမြင်ဘူးတဲ့မြင်ခွင်းပါပဲဆိုကြည့်လာလာအဲ့ဒီကြောင်ဟောင်းကြီးနာမည်ကလွန်ခဲ့တဲ့နှစ်ပေါင်း900 800ကျော်ကပကံပြည်ကနာမည်ကဖုံဖုံဒီလူဘဝကနာမည်ပဲတလုံးမလို့ရအဲ့ဒီကဖယားကနာမည်ရလဲဘွဲ့အမိရလဲပဲဖုံဖုံလူဘဝနာမည်ဖုံဖုံငယ်တုန်းကနာမည်ကိုဖုံဖုံကြီးလို့ခေါ်တယ်ဖုံဖုံကြီးတွေဆရာတော်တွေကနာမည်ပေးတာနာမည်သုံးလေးမျိုးပေးတာနောက်ဆုံးလူနာမည်ကျောင်းနာမည်ဒီနာမည်အဲ့ဒီကျောင်းကနာမည်လဲဒီနာမည်ပဲ အဲ့ဒီဘုရားနာမည်နဲ့ဒီနာမည်နဲ့အဲ့ဒီမြင်ကွင်းကြီးကဟိုးရှိကြတဲ့ဘုံဘုံပေါ့အဲအဲ့ဒါကြောင့်မို့ဖုံဖုံကမကန်းဆိုရင်တွားကျင်သိရှိတယ်ဒါပေမဲ့မတွားရင်မတွားချင်တွားကျင်သိရှိရနဲ့မတွားချင်ဘူးဆိုတော့ဘယ်လိုပြောရမှန်းတော့မသိဘဝတန်တရာဆိုတာခန္ဓာတန်တရာဆိုတာယုံ nant ဓမ္မခန္ဓာတွေဟာအစဉ်အဆက်သွားနေကြတာဘဝတန်တရာဆိုတာတဘဝပြီးတဘဝပြောင်းလဲပြီးသွားနေကြတာကိုယ့်အတွက်ကတကယ်လို့များ အတိတ်ကိုပြန်ပြီးတော့ကြည်နိုင်ရင်အတိတ်တုန်းကကောင်းကင်ဆိုးခဲ့တာတွေသိပြီးကိုပြင်ယုံမယ်ဘုံမုံအနေနဲ့ကတော့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သားတော်ယဟန်ဖြစ်လို့လောကိုကိုယ်တိုင်ကလည်းအတိတ်မပယ်ခြင်းဘာလို့မပယ်ခြင်းတော့ကိုအတိတ်ကိုအတိဆုံးမယ်ကိုအတိတ်ကိုအတိဆုံးမယ်ကောင်းခဲ့တယ်မကောင်းခဲ့ဘူးကောင်းခဲ့တယ်မကောင်းခဲ့ဘူးကောင်းခဲ့ရင်ဒီတိုင်းဆက်ကောင်းယုံမယ်မကောင်းခဲ့ရင်မကောင်းတာလေးတွေပြင်သွားရင်ပြင်သွားရင် လူဆိုတာပုထုဇဉ်ဘဝနဲ့တန်တရာလေနေကောင်းတာလည်းရှိမှာပဲမကောင်းတာလည်းရှိမှာပဲအဲအဲ့ဒါကိုကြည့်ပြီးတော့တချို့တချို့ကြီးမန်းချက်ဆိုတာကကိုဖြစ်ချင်တာကိုကြီးမန်းချက်လို့ခေါ်တာထက်အတိတ်ကိုကြည့်ပြီးတော့အတိတ်ကိုပြန်သိပြီးတော့အတိတ်ကိုနားလည်ပြီးတော့ဟဲဒီအတိတ်ကဒီလိုတွေလုပ်ခဲ့တဲ့ကောင်းတာတွေလုပ်ခဲ့အနာကလည်းဒီလိုဆက်လုပ်ရင်ဘယ်တော့ကောင်းနိုင်မလဲဘယ်တော့ကောင်းနိုင်မလဲအဲဒီအတိတ်ဟာတစ်ခါလေအနာကကိုကျေးဇူးပြုအနာကကိုကျေးဇူးပြုလို့နေမကွာဘူးပစ္စုပန်လည်း ကျေးဇူးပြုတယ်။အဲ့ဒီဖုံဖုံနာမည်နဲ့ကြောင်းကြီးဟာစတင်လိုက်။ပုဂံခက်ကစတင်လိုက်ကြောင်းကြီး။ဖုံဖုံနာမည်နဲ့ဖခင်ကတော့ဒါစတင်လိုက်တဲ့တွဲရဲ့ပေါ့။တချို့ကပြောကြတယ်ဖုံဖုံဟာအင်ဂျင်နီယာဖြစ်ပြီးမှဖုံကြီးစာတွေသိနေတာကွာ။ဆရာတော်ကြီးတွေကဆိုမေးတယ်ပေါ့ချစ်စံတို့ပြော။မင်းစာကြတဲ့ပြီးခဲ့တယ်ဆိုမှန်ပါရှင်ဗျာ။ဟာမင်းစာကြတဲ့မင်းဘလို့တုံးလောက်ခဲ့တာတော့။မှန်ပါဗျာ။ဖုံဖုံတို့ကမူလာတန်းလည်းရှိတယ်အငယ်တန်းလည်းရှိတယ်အလက်တန်းအကြီးတန်း လေးတန်းတင်ရတယ်အကြီးတန်းဆိုတော့လူ၁၀တန်းနဲ့တူတူပေါ့ဘုန်းကြီးလောကစာကြတန်းဆိုတော့လူတက်ကတူနဲ့တူတူအဲတစ်နှစ်တစ်နှစ်သုံးချမ်းဖြည့်ရတယ်တစ်နှစ်ကိုတစ်ချမ်းအောင်ဖို့ကိုမလွယ်ဒါကြူစားတချို့ဆိုရင်နှစ်ချမ်းအောင်ပြီးတော့နောက်တစ်ချမ်းအောင်မှဘွဲရမယ်အဲ့ဒီတစ်ချမ်းကိုပဲ၁၀နှစ်၁၅နှစ်ဖြည့်ရတဲ့လူကရှိအဲဖုံမုံကြတော့စာကြတန်းဖြည့်တာအောင်တော့တစ်နှစ်ထဲနဲ့သုံးချမ်းလုံးအောင်ဘဝဆိုတာဒီလိုပဲအခုငယ်တုန်းကစာကြည့်ခဲ့တာတွေဟာမူလာတန်းတငယ်တန်း မူလတန်းတငယ်တန်းကကြက်ခဲ့တဲ့စာတွေဟာအလေတန်းကြတော့ကျေးဇူးများအလေတန်းမှာစာကြိုးစားခဲ့အထက်တန်းကျေးဇူးများလည်းအထက်တန်းစာကြိုးစားခဲ့တက္ကသိုလ်ကြတော့ကျေးဇူးများလည်းတက္ကသိုလ်စာကြိုးခဲ့စားခဲ့ရင်လုပ်ငန်းခွင်ကြတော့ကျေးဇူးများတယ်လို့အဲ့ဒါဘဝတန်ត្រာအတိတ်ဆိုတာလည်းရှိတယ်ပိဿုတန်ဆိုတာလည်းရှိတယ်အနာဂတ်ဆိုတာလည်းရှိတယ်ကိုယ့်ဘဝကိုသိကြဖို့အရင်ဘဝတစ်ခုဒီဘဝမမွေးခင်အရင်ဘဝကိုသိတာမသိတာခဏထားကိုယ်ငယ်တုန်းကအတိတ်တော့ကိုယ်သိတာပေါ့ ကိုအရွယ်ရောက်တုန်းကအတိတ်တော့ကိုသိတာပေါ့ကိုအရွယ်ရောက်လာတုန်းကတော့အတိတ်တော့ကိုသိတာပေါ့ကိုမနေ့ကပြီးကြတဲ့တစ်ပတ်ကပြီးကြတဲ့လကပြီးကြတဲ့နှစ်ကလောက်ကတော့ကိုအတိတ်ကိုကိုသိတာပေါ့အဲ့တော့အတိတ်ဆိုတာရှိတယ်ပစ္စုပန်ဆိုတာရှိတယ်အနာဂတ်ဆိုတာရှိတယ်ဘုရားရှင်ကိုတော်မြတ်ကြီးဒီပင်ရင်လူနဲ့ပြမှာတတ္တဝါတွေကိုတရားရဖို့အတွက်သမုဒိသစ္စာပရမတ္ထသစ္စာသစ္စာနှစ်ပါးဟောတဲ့အခါမှာအတိတ်ပစ္စုပန်အနာဂတ်ရှိပါတယ်လို့လဲသမုဒိသစ္စာအင်းနဲ့ဟောတယ် အဲ့ဒီပစ္စုပန်ကြတော့အတိတ်နဲ့အနာဂတ်ကြားကပစ္စုပန်လို့ခေါ်တယ်။ပရမတ္ထသစ္စာပစ္စုပန်ကြတော့ပစ္စုပန်နေစယောဓမ္မယထယထဝိပတ္တိဆိုတဲ့ဝိပဿနာအလုံးမျိုးကြတော့အတိတ်နဲ့အနာဂတ်အဲ့ဒီအခိုက်မှာမပါဘဲနဲ့ပစ္စုပန်တသက်လို့ခေါ်တယ်။ဒါပေမဲ့အတိတ်လည်းရှိပါသေးအနာဂတ်လည်းရှိပါသေးတယ်။ကိုယ်ဘဝကိုယ်အတိတ်ကိုကိုယ်ပြန်မြင်ဘဝချီပြီးမမြင်တော့ငယ်တုန်းကအကြောင်းကြီးပြန်မြင်ပြီးခဲ့တဲ့အကြောင်းတွေကိုပြန်မြင်ပြီးတော့ မကောင်းတာဆိုရင်ပြင်ရပေါ့ကောင်းတာဆိုရင်လည်းဆက်လုပ်ကြပေါ့အတိတ်ကိုသိပြီးတော့တံဝေကညံယူကြစမ်းပါပြင်ဖို့စိတ်တွေမွေးကြစမ်းပါအနာဂတ်ကိုရှိတယ်လို့သဘောပေါက်ပြီးတော့အနာဂတ်အတွက်ကောင်းဖို့ရည်မှန်းချက်ထားကြစမ်းပါအဲ့ဒါလိုမျိုးပဲပြောပြခြင်းပါလေအဲ့ဒါလိုပြောပြလို့လိုက်နာသဘောပေါက်ရင်တစ်ဖြည်းတစ်ဖြည်းတစ်ဖြည်းရွေးနဲ့နားလေအသည့်တွေတိုးပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိနိုင်ပါလေကောင်းကျိုးချမ်းသာတွေရရှိကြပါစေကုန်သတည်း